ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အိုးဖီးယားရေဒီတစ်ခေါက်ညရသေးရဲ့အပူချိန်တွေကတော့တော်တော်ဆိုးရွားနေပါပဲညဆိုအီချမ်းစွာနဲ့ကောင်းကောင်းမအိပ်ရအောင်ငါတော့ကောင်းကြိုက်လို့ခေါင်းတွေပေါက်ထွက်တော့မယ်အပူရန်ကြောင့်ချွေးရီရွှဲနေတဲ့ဒေါကလေးက ဒီလိုပြောနေပါတယ်။အဲ့ချိန်မှာစုမြတ်ကလက်ဖေးရယူလာခဲ့ပါတယ်။အမေရေလက်ဖေးရနည်းနည်းလောက်တောက်လိုက်ပါ။ကောင်းကြိုက်တာတက်တာသွားမယ်။နူရတီရဲ့အခြေအနေကိုကြည့်ပြီးလက်ဖေးရတော့မတောက်ချင်တော့ပါဘူးဟဲ။စိတ်မငြိမ်မသက်ဖြစ်နေတယ်။ဒီနို့နဲ့လက်ဖေးရကဘိုက်မှာလေထိုးစိတ်လိုက်မယ်။အမေဒီနေ့နို့နဲ့လက်ဖေးရကိုဖြောထားတာမဟုတ်ဘူး။လက်ဖေးရအနီအောင်လေးကိုလှုပ်ထားတာပါ။ညအပူကြောင့်နို့ချင်သွားပြန်တယ်လေ။အဲ့ဒါပဲစင်းရဲနေတဲ့ထဲမှာမုံမတော်ရဲမဲသွားတယ်လို့ခေါ်တယ်။ နွားနို့တပိတ်တာတောင်ရှစ်ထောင်ပေးရတာအဲ့ဒါလေနေ့တိုင်းနွားနို့တွေကအလားအသာဖြစ်နေတယ်စင်ရဲသားမိသားစုကပါများရှာဖွေနိုင်ပြီးပါများစားနိုင်ပါလေအဲ့လိုပြောနေရင်လည်းဒေါကလျားရဲ့အတန်းမှာအကူအညီမဲ့မှုကတိတာထင်ရှားနေပါတယ်ပေချွေးမရေလက်ဖက်ရည်နှငုံလောက်တောက်လိုက်မယ်ချွေးမရေဒီလက်ဖက်ရည်အနီရောင်ကနှုတ်လက်ဖက်ထက်တောင်ပိုကောင်းနေပါလားတဖက်ရည်ရဲ့ချီကျူးမှုကိုကြားပြီးစွမျက်ရည်ညံကောင်းတဲ့အုံနောက်ထဲမှာအကြံတစ်ခုပေါ်လာခဲ့ပါတယ် ။အော်အမေဒီလက်ဖိတ်ရရလေကျမကျမတို့ရဲ့ channel ကတူစီနဲ့အာရှဝကနာအိန္ဒိယကျင်းစင်အရွက်တွေနဲ့ရောပြီးတော့လှုပ်ထားတာ။နွေရတီမှာတီလဖိတ်ရအဆိုင်အတွက်အရန်အကျိုးရှိတယ်။နွေရတီတလျှောက်လုံးတီလဖိတ်ရကိုပဲတောက်ကြမယ်လေ။อืมဒါအရန်ကောင်းတဲ့စီစဉ်မဲ့ချွေးမရည်။ဒီလိုဆိုနွားနို့စိတ်ကလည်းတက်သားမယ်။ပြီးတော့တီလဖိတ်ရကြမ်းကြောင်ခန္ဓာကိုယ်ကလန်းဆန်ပြီးကျန်းမာနေလိမ့်မယ်။ခဏနေတော့လာအမမြင့်မော်ရေချာပါတီနဲ့စားတောက်တွေကိုစတင်ပြီးတော့ပြင်ဆင်ကြမယ်လေ။ ဒါပေမဲ့ချက်ဘူးရဲ့အခုထိအင်္ဂါယောက်ျားတွေအားလုံးကအိတ်နေကြတယ်။မီးဖို့ပေါ်မှာချက်ပြုတ်ရင်အိမ်မှာမီးခိုးငွေတွေဖြစ်သွားလိမ့်မယ်။ပြီးရင်သူတို့ကပြန်ပြီးစိတ်ဆိုးကြလိမ့်မယ်။ဒါပေမဲ့အစားတော့ချက်ပြုတ်တာအချိန်ကြာသွားရင်လည်းသူတို့ကအော်ကြလိမ့်မယ်။ညီမကြုံနေလိုက်မယ်။အမအတီးရက်တွေမြန်မြန်လေးလှီးဖြက်ချစ်ဖူးရေကြုံမုံစကားလေးနဲ့တေးတေးချာချာစစ်နော်မိဖို့ကြောင်ရနေရံတွေကနေတဲထုထုကြီးတွေပြုတ်ကျနေတာကြုံမုံပူးထဲမှာများကြာသွားရင်ခြာပါတရားတမျိုးဖြစ်နေလိမ့်မယ်အမှန်တိုင်းပြောရရင်လေ ဒီငှားပြီးနေရတဲ့အိမ်မှာအိမ်ငှခပေးပြီးတော့တော့ညီမတို့ကလုံးဝမပြုံး။နွေရာသီမှာနေကြောင်ခေါင်းမွပူလောင်နေတယ်။ပြီးတော့အေးတဲ့ရာသီမှာဆိုရင်လည်းရေခဲတုံးဖြစ်အောင်လုပ်ကိုအီးခဲနေရ။အရှေ့ကဥမမောင်တို့ကအိမ်ငှသူတွေပေးဖို့အတွက်အိမ်သစ်ကိုစောက်ပေးထားတယ်။အဲ့မှာအရာအားလုံးကတီးခြားစီရှိတယ်။အိမ်သားမိဖို့ကြောင့်အိတ်ခဲရင်ပြီးတော့လတာဆောင်လည်းရှိသေးတယ်။အေးလေဒါပေမဲ့ဥမမောင်ကအိမ်ငှခကိုလည်းအများကြီးတိုးတောင်းတယ်လေ။နှကန်တွဲရဲ့ကုန်ကြစိတ်ကတလောက်3သိန်း4သိန်းရှိတယ်။ ပြီးတော့ငါတို့ယောက်ျားတွေစီမှာတီမြဲတဲ့အလောက်ကန်လည်းမရှိသေးဘူးလေဟာငါတို့ကအဲ့လောက်အင်္ဂါခောက်ဘယ်ကနေပေးနိုင်မလဲတနီနီနဲ့ဈေးပေါ်တဲ့အိမ်လေးမှာနေနေရတာပေါ့ချစ်ဖူးနဲ့မြင့်မို့တို့ကစကားပြောနေကြရင်းနဲ့မိဖို့နှစ်ခုပေါ်မှာချာပါတီနဲ့ဟင်းသီးဟင်းရွက်တွေကိုလုပ်နေပါတယ်ဒီချိန်မှာမိဖို့ကအလေကနေပြူသွားပါတော့တယ်ဟုတ်တော့ဒီမိဖို့ကလည်းအခုမှကွင်းရတာလားဟင်းတအိုးလုံးကတဲထဲမှာရောသွားပြီငါဘသူမျက်နှာကြည့်ပြီးထမင်းချက်ဖို့ထိုင်လည်းမသိပါဘူး ချစ်ဖူးရင်အစားစာတွေလှုပ်လှုပ်ပြီးသွားရင် ပကံထဲမှာထည့်ပေးလိုက်လေစားတော့ပြီးတော့လှုပ်လှုပ်ဖို့တွားရမယ်ဇုံမြူကအစားအစာတောင်းလိုက်တဲ့အခါမှာချစ်ဖူးနဲ့မြင့်မို့တို့ကတယောက်နဲ့တယောက်မျက်နှာတွေကြည့်နေကြပါတယ်ဒီချိန်မှာမေးစင်းနဲ့ဝတီတို့ကပူလောင်နေတဲ့နေရဲကနေတရက်တီးအစိမ့်နဲ့အမှိန်လေးတွေကိုယူလာပါတယ်ဒီမှာကြည့်ဒီနေ့ငါတို့ချန်ထဲကနေတက်တိအစိမ့်နဲ့အမှဲ့လေးတွေအများကြီးခူးလာတယ်။မြင်းဘိုကမိစင်ကိုဖြစ်တော်တဲ့ကိစ္စတွေအလုံးကိုပြောပြလိုက်ပါတယ်။ ဒီချိန်မှာမီးစင်းရဲ့ဦးနောက်ထဲမှာအကျဉ်တစ်ခုဝင်လာခဲ့ပါတယ်။ဘာဖြစ်တာလဲ။နင်တို့နှစ်ယောက်ကဘာလို့မျက်နှာမကောင်းတာလဲ။ချွေးမအယောင်လုံးကဒီလိုပဲကြံစီပြီးအစားအသောက်အေးအေးလေးတွေကို ချပေးလိုက်ပါတယ်။အိုးဒီတီအသီးတွေဟာချာပါတီနဲ့အတူတော်တော်အေးရွှမ်းပြီးစားကောင်းတာပဲ။စားရတာရင်ပျော်ဖို့ကောင်းတယ်။ကိုတီးရရေဒီတီအသီးဖြော်ရည်အေးအေးလေးကိုရင်တောင်းကြည့်လိုက်အောင်။ရေခဲလိုအေးခဲနေတာပဲ။ဒီနေ့တော့တော်တော်ပျော်သွားပြီ။ မဟုတ်ရင်နေတိုင်းနေရာဒီမှာစက်တဲ့ဟင်းနေစားပြီးကျွန်တော်ကတော့မုန်းလာပြီအဲ့ဒါကြောင့်ကျမတို့ကဒီနေ့ရှင်တို့တွေကိုထမင်းပူပူနွဲ့နွဲ့ကျွေးမဲ့အစားအေးတဲ့အစားစာတွေကိုကျွေးလိုက်မယ်လို့စမ်းစားလိုက်တာတကယ်ပါကျွန်တော်တို့ရဲ့စီမံခန့်ခွဲတက်တဲ့မိမတွေကအရင်တော်ကြတယ်အဲ့ဒါငါချွေးမတွေမို့လို့လေညီကုံရဲ့အလုံးကပြပြင်းလာတဲ့နေပူတွေမှာအလွတ်လွတ်ဖို့အတွက်ထွက်သွားလိုက်ကြပါတော့တယ်အမေရဲ့အမေလဲချာပါတီနှစ်ချက်စားလိုက်ပါလားကျမတို့လည်းပကံတွေခူးလိုက်မယ် ။လင်ညီမကြီးရဲ့အိမ်မှာရေတွက်လို့ရလာအောင် ပကံ၃လေးပကံမှရှိတာ။ကိုယောက်ျားတွေရဲ့စားပီးသားပကံတွေထဲမှာပဲစားလိုက်ကြမယ်လေ။ဘာရလုံးကပျော်ရွှင်စွာနဲ့ဒီနေ့ချပါတီကိုစားကြပါရစေ။ပြီးတော့နေ့စဉ်လုပ်နေကြအတိုင်းပဲဒီနေ့လည်းချွေးမအရလုံးကနေကင်းဘက်ကြီးမှာတိုးရီကနေထင်းတွေကိုစုစားဖို့အတွက်သွားကြပါရစေ။အမလီလမ်းတွေရာမိသွေးတုံးနေလို့ပူနေရပဲ။တကယ်ပါဟဲ့။ဒီနေ့တော့နေရအရန်ပြင်းနေငါတို့ကလုံးဝမီးလောင်နေတယ်လို့ခံစားနေရတယ်။ ဒါပေမဲ့ငါတို့တီစင်းရဲသားတွေစီမှာတခြားရွေးချယ်စရာမှမရှိတာနေ့တိုင်းထင်းစုဆောင်ဖို့အတွက်တောထဲကိုသွားရတယ်လေမဟုတ်ရင်အိမ်ကမီးဖို့ဘလို့မွေးလို့ရမလဲပူပြင်းလာတဲ့နေပူရင်းမှာမိုင်းအောင်လုံးကလမ်းလျှောက်ရင်းနဲ့ချွေးတွေရွှင်နေပြီးဈေးကြီးတစ်ခုတည်းကိုရောက်လာပါတယ်အဲ့ဒီဈေးကအအီးဈေးတဲနာမည်နဲ့ကြော်ကြားနေပါတယ်အိမ်မှာနေရသည်မှာတစ်တီးဖြော်ရည်အေးအေးလေးတွေဥပမာတလေးသီးဖြော်ရည်လိမ္မော်ရည်တံမြရည်နဲ့ကြံရည်စတဲ့ဖြော်ရည်တွေကိုရောင်းနေပါတယ် လာပါလာပါလက်လက်ဆက်ဆက်ရေခဲအေးအေးလေးတွေနဲ့လိမ္မော်ရေတွေကိုလာတောက်ကြပါလာကြပါလာကြပါလိမ္မော်ရေကိုကြည့်ပြီးငါအရန်တောက်ချင်နေတယ်လာတော့တောက်ကြမယ်ဟဲဒါပေမဲ့ဖြော်ရဲ့ဈေးနှုန်းလည်းကြည့်အောင်အရန်စေးကြည့်ရပဲမသိရင်ရွှေရောင်းမြာကြာနေပဲတစ်ခွက်ကို3000တော့ရှိရဲ့ဘသူကဝယ်တောက်ပါမလဲဝယ်နေတဲ့စိတ်နဲ့9ရောင်းလုံးကရှေ့ဆက်သွားနေကြပါလိမ့်အဲ့ဒီချိန်မှာဖြော်ရင်ရောင်းနေသူကတစ်တီးတချို့ကိုအိတ်ထဲမှာထည့်ပြီးအမိုက်ပုံးရှင်းမှာသွားထားလိုက်ပါလိမ့် ။တောင်ကိုကြည့်ပြီးငါရောင်လုံးကသူ့ရှိကိုရောက်လာပါတယ်။ပြီးတော့မေစင်ကမေးလိုက်ပါတယ်။အကိုကြီးဘာဖြစ်လို့လဲ။ဒီအသီးနှံတွေကအကိုအတွက်အသုံးမဝင်လို့လား။မဟုတ်ဘူး။ဒီအသီးနှံတွေအားလုံးကပျော်ပြီးကြည့်မကောင်းလို့ဖောက်တယ်တွေကိုဒီဖြော်ရီဖြော်ပြီးရင်တောက်ဖို့အတွက်ငင်းကြတယ်လေ။တကယ်လို့ညီမတို့လူချင်းရင်ယူသွားလိုက်ပါ။ကျေးဇူးပါပဲအကိုရဲ့။ငါရောင်လုံးကအဲ့ဒီအသီးနှံတွေကိုစူဆောင်းပြီးအင်ကိုယူလာကနှီးဖြတ်လိုက်ကြပါရဲ့။ဒါနဲ့အသီးနှံတွေကအလောက်လည်းမစိုးပါဘူးဟာ ကြည်လေဒီတက်တီထဲကနေအရေတွေအများကြီးထွက်နေတယ်ချစ်ဖူးရေအတော်ဟီမာစီကနေသူ့ရဲ့ဖြော်ရည်ဆက်ကိုတွားတောင်းလိုက်ပါလားဖြော်ရည်အေးအေးလေးကိုဖြော်ကြမယ်လေကောင်းပြီလေချစ်ဖူးကအင်းနီနာချင်းဒေါ်ဟီမာရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်အရိကအမျိုးသမီးကအရင်ကိုကက်စီနေတဲ့အမျိုးသမီးတူပါငါဖြော်ရည်ဆက်ကိုသုံးသိန်းနဲ့ဝယ်ထားတာနင်တို့ဖျက်ဆီးလိုက်တော့ငါပဲအရှုံးခံရမှာပေါ့ဒေါ်ဟီမာကဖြော်ရည်ဖြော်ဆက်ပေးဖို့အတွက်နင်းဆိုလိုက်ပါတယ် ငါကတော့ तू မပေးဘူးဆိုတာအစတည်းကသိသားပဲအဲ့ဒါကိုတော့ဆရာဘာလို့လို့လဲချွေးမတို့ရဲ့ဒီချိန်မှာချွေးမနဲ့မေးစင်းကအကြံတစ်ခုရသွားခဲ့ပါတယ်ငါတို့တွေစီစဉ်ပြီးတော့ငါတို့ရဲ့မိဖို့ကြောင့်ပစ္စည်းတွေနဲ့အရေးထောက်လို့ရတယ်လေအဲ့ဒါကိုဘယ်လိုလုပ်လို့ရတာလဲပဲရီကိုကြိတ်ဆုံမှကြိတ်အမုံဖြစ်နိုင်မှာတော့တရက်သီးတွေကလည်းအရေးပြောင်းနိုင်တာပဲလေဒါပေမဲ့ရေအေးမရှိရင်အလုပ်ဖြစ်မှာမဟုတ်ဘူးအော်ရေအေးရဖို့နီလန်တစ်ခုခုရှာလိုက်ပါအောင်မယ် ဝရီကနေပူပူပြင်းပြင်းနဲ့မှပိုက်ထဲကနေရေကိုထုတ်တော့ရေခဲလိုရေအေးလေးတွေကလည်းထွက်လာခဲ့ပါတယ်။အဲ့နောက်မှာချွေးမအယောက်ကဖြော်ရည်အမျိုးမျိုးလောက်ရမှာအောင်မြင်သွားပါတော့တယ်။အဲ့နောက်ချွေးတွေနဲ့ဆူရွှင်းနေတဲ့သူတို့ယောက်ျားတွေလည်းရောက်လာကြပါတယ်။ရော့တည့်ရသည်နဲ့လိမ္မော့ဖြော်ရည်အေးအေးလေးကိုတောက်ကြ။အယောက်လုံးကဖြိုရီကိုချက်ချင်းမိတ်တောက်လိုက်ကြပါတယ်။ကောင်းလိုက်တာအားလုံးလှုပ်ထားတာကောင်းတယ် ဒါနဲ့တိကျလားဒီဖြော်ရည်အေးအေးလေးတစ်ခွက်ကိုဈေးထဲမှာ၄-၅ထောင်လောက်အကုန်ကျခံပြီးမှရတာဒါမဲ့ဒီဖြော်ရည်တောက်တာအရင်အရသာရှိတယ်ဖြော်ရည်ဇက်ကနေဖြော်ရည်ကိုထုတ်ရင်ညှော်တဲ့နဲ့ကိုရတယ်မင်းတို့ငယ်ရုံလုံးအင်းရှိမှာပဲအေးအေးမျိုးစုံကိုလှုပ်ရောင်းကြနေရော်ဒီမှာဝင်ဝေးကောင်းကောင်းရှားနေမယ်မင်းတို့တိလားအခုခေတ်မှာရည်အေးပိဇက်ကရည်အေးတစ်ခွက်ကို၅00ရှိသွားပြီတိဟပေးတဲ့အလုပ်အကျန်စီကို၅00လုံးလေးနှစ်သက်ကြပါတယ်ဒီလိုနဲ့နောက်နေ့မှာဈေးတွေကနေဈေးနှုန်းချူချူတတနဲ့ရောင်းနေ ပုံမလှတွေပြော့နေတဲ့သီးနှံလေးတွေကိုဝေလာကြပါတယ်။ပြီးတော့ဖြိုရည်အေးအေးလေးလှုပ်တဲ့အလုပ်ကိုစလုပ်ကြပါတယ်။ပြီးတော့သူတို့ယောက်ျားတွေလည်းပရိဘောဂကျောင်းနေဆိုင်မှာအလုပ်ကောင်းကိုရာသွားပါတော့တယ်။အဲ့ကနေသူတို့ကသုံးပြီးသားရေခဲတစ်တာအေကူလာနဲ့ဂရင်းနေဝေးပြီးအင်ကိုရောက်လာခဲ့ပါတယ်။ကြော့မင်းတို့အားလုံးကငါတို့အိမ်မှာလည်းရေခဲတစ်တာနဲ့အေကူလာကိုရှိစေခြင်းနဲ့မလား။ဒါကြောင့်ငါတို့ကအစ်စ်ကိုတော့မဝေးနိုင်ဘူး။ဒါပေမဲ့လက်ဟောင်းကိုတော့ဝေးလာတယ်။ ဒီကိတ္တတာအဟောင်းနဲ့ကုလာအဟောင်းကိုကြည့်ပြီးဒေါကလျာကပြန်ပြီးပြောဆိုပါလိုရင်။နင်တို့အားလုံးကအမိုက်တွေကိုအင်ယူလာစရာဘာလို့လို့လဲ။ယူလာချင်နေဆိုရင်လဲရေခဲတ္တတာတဲ့နဲ့အဲကုလာတဲ့ကိုအရေးကြဆေးနဲ့ယူလာပေါ့။တဖြည်းဖြည်းနဲ့အရေးကြတွေကိုလည်းပေးချေလို့ရတယ်လေ။အမေရဲ့ကြည့်ရင်ဒါဒီရေခဲတ္တတာနဲ့အဲကုလာအဟောင်းတွေပါ။ဒါပေမဲ့ပစ္စည်းတွေအရင်ကောင်းမီတာရှေခံလိုက်မယ်။ပြည်တွင်းမဟုတ်ဘူး။ကျမတို့ဓာရီကိုစီမံခန့်ခွဲပြီးတော့တုံးလို့ရအောင်လုပ်လိုက်မယ်။ ောက်နေမှာအလွန်ပူပြင်းတဲ့နေပူရင်းမှာမရောက်လုံးကတော်ရဲကိုသွားလိုက်ပါတယ်။မြစ်ထဲမှာအီးမြတဲ့ရေတွေလည်းစီးဆင်းနေပါတယ်။အဲ့မြေကမ်းမနားမှာစိမ့်လန်းစုပြည့်တဲ့မြက်ခင်းလေးတွေအများကြီးပေါက်နေပါတယ်။ဒီမှာကြည့်ဒီမြက်တွေကအရန်နူးညံ့ပြီးပျော်ပြောင်းနေတာပဲ။ဒီမှာဆိုနေရောင်ခြေချောင်းအဝါရောင် ဖြစ်သွားလိမ့်မယ်။ဒါအောင်အိမ်ယူသွားလိုက်မယ်လေ။ပြီးတော့အဲ့ဒါဆိုငါတို့အမိုးကိုလည်းပြုပြင်လို့ရတာပေါ့။အေးဟုတ်တယ်။ဒီမြက်ပင်နဲ့တခုခုကြံစီပြီးတော့ငါတို့အဲကိုလာထဲမှာလည်းအသုံးပြုလို့ရမယ်။ ဝယ်စရာတော့လိုမှာမဟုတ်ဘူး။ဒါနဲ့နင်တို့လေယောက်ကဒီမြစ်ကမ်းနာမြေကြီးတွေကိုကြည်နေလား။အရင်ခေတ်တုန်းကလူတွေကလေဂျာရင်းနဲ့ပဲသူတို့အိမ်တွေကိုနွေရာသီမှာအင်္ဂလိပ်ဖြစ်နေတောက်ကြတာ။အဲ့ဒီလိုဆိုအိမ်ကအရန်အေးတယ်လေ။ငါတို့လည်းအဲ့ဒီလိုလှုပ်လို့ရတာပဲ။အားရလုံးကတောရဲကနေမြက်မြည်စီလောင်းနဲ့တနက်လုတ်ဖို့အတွက်တရသည်တွေခူပြီးသူတို့နဲ့အတူယူလာကြပါတယ်။ချွေးမာရီကခြံထဲမှာနေရသည့်အတွက်စတင်ပြီးပြင်ဆင်မှုတွေကိုပြုလုပ်ပါတော့တယ်။ ။ချွေးမနှစ်ယောက်ကမြေသုံးဆောင်ဥခွက်ပကံတွေကိုလှုပ်ပါတယ်။နောက်ချွေးမနှစ်ယောက်ကအိမ်နဲ့ခြံဝင်းကို ရှွန့်နှင်းနဲ့ထူးထူးလေးတုပ်လိုက်ပါတယ်။အိမ်နောက်မှာအလုံးကအိမ်ရဲ့မခိုင်မားတွေခုံမိုးကိုလည်းစိမ့်လန်းတဲ့မြက်ခင်းတွေနဲ့အုပ်လိုက်ပြီးခိုင်ခန့်အောင်လို့လှုပ်လိုက်ပါတော့တယ်။အခုတော့အိမ်ကတော်တော်လေးအေးမြနေတယ်။မဟုတ်ရင်ရင်တော့ရက်တွေဆိုရင်အိမ်ထဲဝင်လာတာနဲ့ခေါင်းမိုးရဲ့အပူရှင်ကြောင့်တော်တော်ပူတာဓမင်းစားရင်နဲ့ချွေးတွေတောင်ထွက်နေတာဒါတွေအားလုံးကငါတို့မိမငါရောက်လုံးရဲ့ညံကောင်းမှုပဲလေ ဲ့ဒါကြောင့်ငါတို့ကဒီနေ့ငါတို့အိမ်မှာအေးမြတဲ့နေရာမှာအေးစစေးထိုင်ပြီးထမင်းစားနိုင်တာကိုယောက်ျားတွေရဲ့ဗစက်ကနေချီချူးတန်းနေကြပြီးချွေးမောင်ရောင်လုံးလည်းပျော်ရွှင်စောနေပြီးအတူတူကချက်ပြုတ်ကြပြီးတော့သူတို့ကိုကူကြွေးပါတယ်တဖြည်းဖြည်းနဲ့သူတို့ရဲ့အေးရောက်တဲ့လုပ်ငန်းကလည်းလေးပတ်လာခဲ့ပါတယ်ဒီလိုနဲ့သူတို့ကဝင်ငွေကောင်းကောင်းလေးလေးရလာခဲ့ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။